့စက်ကျင်ရောစုပေါင်းမဟာပုံကလည်းပတ်သက်လို့ဥက္ကကြီးမရှိပါဘူးအမေတဲ့တော့အဲ့နစက်ကျင်မြောက်ဆိုတာလေးကိုကျွန်တော်ကြည်တာပေါ့ကြည်တဲ့စဉ်းစားတဲ့ခါကျနစက်ကျင်လုံးကနေ22နှစ်ကိုပြန်စဉ်းစားတာပေါ့ပြန်စဉ်းစားတော့အဲ့ဒါက2004ခုနှစ်လောက်ဆိုတော့ဘယ်သူအချိန်လဲဆိုတော့ဒီဥစိန်တင်လက်ထက်ကဥစိန်တင်လက်ထက်ကဒီမှာပဲသူကလောက်တာပေါ့เนาะဒီကလေးဝအကြောင်းခေါ်တော့เนาะအကလေးဝတော်ရကအစင်လာရှိတယ်သူက ဘောင်းသဟိုးတုံးကနေကပထမဆုံးဥက္ကရာဖြစ်တဲ့ဥတည်နယ်လက်ထက်ကလေးကကလေးဝဆရာတော်ကိုသူကကိုးကွယ်တယ်ကိုးကွယ်တဲ့ပြင်ကျွန်တော်တို့ရွှေရူခမဆောင်ရှိတဲ့အခုအောက်ထပ်ကအုံမြချတဲ့ခါမှာဒီကလေးဝဆရာတော်နဲ့အုံမြချတာကအဒါလေးတော့တမိုင်းချောင်းရှိတာဟုတ်အဲ့ဒါအဲ့ဒီရွှေရူဆောင်အကြောင်းပြောရင်83 84မှာအုံမြချပြီမဲ့ဥညီဘူးဟာဦးဦးဦးနေဟုတ်တယ်ဥညီဘူးလက်ထက်အဲ့မှာဥညီဘူးကတော့ ခုနှစ်55လောက်ကြတော့ထွက်ထွက်အဲ့ရတန်းလန်းကြတာအဲ့ဒါကိုဦးချင်းစိန်တို့လက်တဲ့တကောင်80ကျော်လောက်ကြမှာရွှေရုဆောင်ကြီးဖြစ်တာအရွှေရုဆောင်ဆိုတာပေးတာက1980ဝန်းကျင်မှာဖြစ်လာတဲ့ရွှေရုဆောင်လို့ပေးတာအဲ့တော့ဒီကလေးဝကျောင်းဆရာတော် ਨੇ မြန်မာနိုင်ငံရုပ်ရှင်စီရင်နေရရေစစ်တွေရှိတာပေါ့ပထန်းစစ်ပခန်းစစ်ပေါ့လေဆရာတော်သူပထန်းစစ်ပေါ့ပထန်းစစ်ရှိတော့ဒီကျောင်းမှာပဲနောက်20ကျိမ်မော20ကျိမ်မြောက်ပေါ့ နှစ်ချိန်သုံးချိန်မြောက်လောက်ကြာတော့ကျွန်တော်တို့ဆက်လုပ်ရတယ်အဲကျွန်တော်အဲ့တော့အူရာဖြစ်တာအဒီကြောင်မှာပဲကျွန်တော်တို့လုပ်တယ်အဲ့တော့အဲ့ဒီဆရာတော်ကြီးနဲ့တွေ့တယ်အခုကဆရာတော်အသက်ပေါ့အဲ့ဒီဆရာတော်ကြီးနဲ့တွေ့တဲ့ခါကျတော့ဆရာတော်ကြီးကတကယ်စာရပ်ပြီးတော့ပုံကူကြီးဖြစ်တယ်တစ်ချက်နော်နော်သူ့စာအုပ်တွေကိုအင်္ဂလိပ်လိုပြန်ထားရတယ်လေကျွန်တော်ပြေးဘူးတယ်နောက်တစ်ချက်တခါဒီကြောင်မှာကဒီတိုင်းနာကလေးတွေကိုဆုံးရှောက်တာလည်းရှိတယ်နောက်တိလရှင်ရောအရင်ကဖို့သူတော်လေးတောင်ရှိလာမှုတယ်အများကြီးပဲ ဲ့တော့ဒီကြောင်းမှာကတင်ခင်းရတာကျွန်တော်တို့ကပီတိဖြစ်တာပေါ့ခုနေ့ကကျွန်တော်ခုနေ့ညပြောတယ်တွင်းမှုညပြောတယ်ဟာတဲ့တခြားနေရာကလာတယ်တဲ့အဲ့ဒါဟာတဲ့ဘုံညမေးနေတယ်တဲ့အဲ့ဒါဒီကဒကာကြီးတို့ကဖြစ်မှလားဆိုတော့မဟုတ်ဘူးလို့တကယ်လို့များတခြားလူကကျွန်တော်တို့များပိုးလူနေတခြားလူကျွန်တော်ဖြစ်စေချင်တာပူရစေချင်တာမှာအဲ့ဒီသဘောပါပဲဒါပေမဲ့ဟိုဒီကတော့ခုနကပြောသလိုပေါ့ပထမ်းဆက်တွေရှိတော့ဒီမှာကျွန်တော်တို့ မဝဆက်လို့ဖြစ်တယ်ဒီနေ့ကတော့မိုးတွေတအားရွာတယ်မိုးတွေတအားရွာတယ်ဒါလာတဲ့အဖွဲတွေကြည့်တဲ့ခါကျကျွန်တော်မြောက်ခင်တွေရောက်နေတာအမေများအဖွဲတကယ်ကျေးဇူးတင်တယ်နောက်ကြတော့အခုတော့ဟိုတရုတ်ဆောင်တွေကဆိုရင်တော့ဟိုရင်းတွေကလာတယ်ဆိုဒီဟာလာတယ်နောက်တစ်ခါကျတော့အမ်မိုးရင်းမဆင်မိသားစုလာတယ် မိသားတို့အရင်လာတော့မိသားတို့အရင်ပြောပါအဲ့လိုရအောင်ကခုလေးနဲ့ရောက်လာတယ်ဆိုဘာပဲဖြစ်ကျေးဇူးတင်ပါတယ်နဲတယ်ဖုန်းဆက်နေတယ်အဲခန့်စီသူလည်းလာလာဖို့များတယ်ဘောင်းဆောင်ဘာလို့သူတို့ကျွန်တော်ကလာစီခြင်းလဲဆိုတော့ကျွန်တော်သိမလုပ်နိုင်တော့ဘူးကျွန်တော်ထိုင်လို့လည်းမရအာဒါပေါ့ညှော်လင့်တာညှော်လင့်တာပေါ့ညှော်အဲ့ဒါပါပဲအဲတော့တော်တော်ပြည့်စုံသွားပါလားမေဘွာဒီနေ့ဘုရင်ပေါ်လေးလှူတာလေးတွေလည်းကျွန်တော်ကအားနာလို့လှူမခံဘူး ကျွန်တော်ဟာလူဝမြောက်မညာတက်ကြတယ်လေအာအဲ့ဒါပေါ့အဲ့ဒါဟိုတင်းကမလာဘူးရတင်းစာကြည့်ရတင်းစာစီယူလောပါဆရာရွေးနေရင်တင်းစာဆရာတင်းအောင်ပြန်မရှိဘူးဟဲ့လားဟောမဟဲ့မလာဘူးတော့စဉ်းစားပြထီထူးရအောင်ပေါ့လို့အနာတော့ကွာလူမကောင်းဘူးသူများတွေပြင်းမှန်းတာလည်းတီးတော့ဒါပေမဲ့လှူကြတာကိုလေတကယ်ပီတိဖြစ်တာအန်လဲအန်အော်တယ်ဟာလို့ ်လူကြတာသူတို့ကသူတို့လာပြီးပရိသတ်ပဲနေတွေသီးတယ်အဲ့ဒါလာပို့ကြတယ်အဲ့အားလေးတွေကတကယ်ပီတိပြည့်စုံမှာမြန်မာတွေကဗုဒ္ဓဘာသာတွေရဲ့အာတကယ်တကယ်တကယ်စင်လာဒီကောက်ကိုကျွန်တော်လုံးဝလူမခံဘူးလူအောင်မြတ်တရားအောင်ပြောဘူးအဲဒါပေမဲ့လာလူကြတာကျန်တဲ့လူကိုခိုင်းနေမှာဟဲ့တော့ပြီးတော့လားအဲအမေတို့ပြည်သားမပါလဲကွာဒါတော့တော့တော့ ကဲပျော်စရာကြီးပါပီတိဖြစ်စရာကောင်းပါအစီအယုံကစီးလုံးနေတော့ပါပဲဟုတ်တယ်ဟုတ်တယ်ကောင်းပါလားကောင်းပါလားကျေးဇူးပါကျေးဇူးတင်ပါတယ်သင်းစားဆရာများသင်တယ်ကျေးဇူးတင်ပါတယ်မိခွန်းနေကောင်းအောင်မင်းနေပါစေတိုင်းပြည်အတွက်လာလာကောင်းတော့မိခွန်းများကျေးဇူး တရားထက်တာကိုသင်္ကေတတရားတွေကိုပြီးတော့ပြီးတော့တတိယတော့အလူရီကိုအပြတ်ဆုံးတဲ့အခါကျတော့ဉာဏ်နဲ့ပါအလူဝေတောက်ခံဖို့ကျတော့တတိယတော့ဆိုတော့တော်တော်လေးအားနာမှုဒါပေမဲ့တော့တာဖို့ဝင်အားလုံးဒီမဟာဘုရင်ဘွဲ့မှာသံဃာတော်ကိုယ်ပါဝင်ဝိတ္တုနဲ့တကွာသင်တော်ကိုသူသူအားလုံးတာဖို့ဝင်အားဖြင့်သိဖို့သောတော်ကမြင်လား comuniamo libera di chiudere ogni tutto il programma siete del diario di integrime se arrozzagliami insomma o non lo faccio